ီတထိုင်မြင့်ရနို့ဒီတထိုင်မြင့်လွန်းနို့ဒီတထိုင်မြင့်ငါရင်ရတဲ့ဟာလေးများရမလားဆိုပြီးတော့မဲမဲပြီးလိုက်လာတယ်အဲ့လိုလိုက်လာတဲ့အခါကျတော့ကိုထင်းလို့ဖြစ်မလာတယ်ဘူးမဖြစ်ခင်ကိုထင်းနဲ့ရီမန်းကျက်ကိုလိုချင်တဲ့ဆန္ဒမရောက်ခင်ဒီမှာရုပ်ကြီးကမခံနိုင်ဘူးတက်တာဝင်တာမခံနိုင်တော့ဘာဖြစ်လာလဲလှုပ်ချင်တဲ့ဆိုတဲ့စိတ်ဖြုတ်ချင်တဲ့ဆိုတဲ့စိတ်ယုံချင်တဲ့ဆိုတဲ့စိတ်နော်ယုတ်ကြီးကိုညှစ်ထားခြင်းနဲ့စိတ်ပေးထားခြင်းနဲ့စိတ်ကတ်ထားခြင်းနဲ့စိတ်ချုပ်ထားခြင်းနဲ့စိတ်အဲ့ဒီစိတ်တွေဖြစ်လာအဲ့ဒီစိတ်တွေဖြစ်လာတာဘာလဲဒီစိတ်တွေက ဒါလူဘိန်းလူသိန်းတို့ရဲ့ဖြစ်လာတဲ့အစိတ်အဲ့ဒါပါလေတဲ့ရွာသူတို့ရဲ့အကျင့်ဖြစ်ပါလေနော်ဟီနောကမ္မပုဒုဇဏီကောအနာရီယောအနာတတန်ဤတော့ရွာသူတို့ရဲ့အကျင့်ဆိုတာတောမှနေတဲ့လူတွေရဲ့သဘောဆိုတာဘလို့ ਆ လဲပညာမရှိတဲ့ပုံကူမျိုးကိုခေါ်တာပါ လူဘိန်းလူသိန်းလူရိုင်းနေရဲ့သဘောယုံညံ့တဲ့အကျင့်ရွာသူတို့ရဲ့အကျင့်ဆိုတာပါလေနော်ပြဿနာတစ်ခုအကြောင်းတစ်ခုပေါ်လာတဲ့အခါမှာ အကြောင်းအကျိုးအကောင်းဆုံးဟုတ်ဤမှန်ဤ လို့မြတ်မြတ်တတရသဗုဒ္ဓကြကြချင်းချင်းဆုံးပြတ်တဲ့ဉာဏ်မရှိဘဲနဲ့စိတ်ထင်ရင်ထင်သလိုဟာလာယံပြကြမယ်တုံးနဲ့တူတိုက်ဆိုင်တဲ့အခါမှာအလိုမကျတဲ့အခါဆဲခြင်းနဲ့စိတ်ဆိုခြင်းနဲ့စိတ်ရိုက်ခြင်းနဲ့စိတ်အော်ခြင်းနဲ့စိတ်ခိခြင်းနဲ့စိတ်တယောက်နဲ့တယောက်ကျေးဇူးတရားအကောင်းတရားအဆိုးတရားအမှားတရားအမှန်တရားဒီလိုအကြောင်းအကျိုးအကောင်းဆုံးဆဲသည်မဆဲသည်ရိုက်သည်မရိုက်သည်အော်သည်မအော်သည်ဒီလိုမဟုတ်ဘဲနဲ့လိုရင်လိုသမျိုးမလိုရင်မလိုသလို ကြီးနိုင်ကြီးနေတယ်လို့မကြီးနိုင်မကြီးနေတယ်လို့ကြီးယွင်းကြီးပြီးလို့မကြီးပြီးမကြီးပြီးလို့အဲ့ဒီလိုစိတ်ရဲ့အလိုကလုံရင်လိုသလိုမလိုရင်မလိုသလိုအကြောင်းကျိုးအကောင်းဆုံးမကြည့်ပဲနဲ့ဆုံးဖြတ်ပြီးလောက်တတ်တဲ့အကျင့်ဟာရွာသူရဲ့အကျင့်ပညာမဲ့သူရဲ့အကျင့်ပါပဲအဲ့ဒါကဟိနောယုံညံ့သောကံမောရွာသူရဲ့အကျင့်ပုရုဇဏီကောပုရုဇဉ်ဆိုတာအကြောင်းကျိုးအကောင်းဆုံးမသိတာပုရုဇဉ်မို့ပုရုဇဉ်တို့ရဲ့စိတ်ပဲအနာတ္တိယောအရိယာတို့မကြိုက်ဘူးအရိယဥစ္စာမဟုတ်ဘူးအနာတ္တတန်ဟိတော့ အရိယာတို့နဲ့မဆက်ဆက်ဘူးအရိယာဆိုတာဘာလဲအကြောင်းအကျိုးအကောင်းအဆိုးကို ဟုတ်တိုင်းမှန်စွာသိတာဒါအရိယာပညာရှိပညာရှိတွေလုပ်တဲ့လုံနည်းမဟုတ်ဘူးတဲ့ရွာသူတွေရဲ့အကျင့်ဆိုတာကသိတဲ့ရင်သိတယ်လို့လုံရင်လုံတယ်လို့မလုံရင်မလုံတယ်လို့အကြောင်းအကျိုးအကောင်းအဆိုးမျက်မျက်တတာမချိငိမ်မဲနဲ့ပညာမဲ့ပြီးလုပ်တတ်တဲ့အတွက်ကြောင့်ပညာရှိတွေနဲ့မကြိုက်ဘူးပညာရှိတွေနဲ့မပတ်သက်ဘူးရွာသူတွေရုံညံ့တို့ရဲ့ လူဘိန်းလူစိမ့်လူရိုင်းလူရဲ့အကျင့်အဲ့ဒါဟိနောကမ္မပုရိသဏီကောအနာရိယောအနာတ္တံဟိတော့ပါပဲဓမ္မဆက်ကြမှာအဲ့တော့ဝေဒနာတက်လာတယ်တက်လာတဲ့ဓာကြီးလေးပါ ဝေဒနာဘယ်သဘောဘယ်သဘာဝလဲလို့မကြည့်ပဲနဲ့ဝေဒနာတက်လာတော့ကြောက်ပြီးယုံတော့တာနော်စိတ်ကြီးကိုညှစ်ထားတော့မလားဘဝင်ကိုညှစ်ထားမလားယုတ်ကြီးကိုညှစ်ထားမလားပေးထားမလားဆရာကလည်းမလှုပ်နဲ့မဖြုတ်နဲ့ဆိုတော့ဟာပြောထားတော့တရားကလည်းလူချင်းကိုယ်ကလည်းမခံနိုင်ဘူး ကိုထင်ထားတဲ့ချမ်းသာတာလည်းမလာဘူးကိုထင်ထားတဲ့ချမ်းသာတာမလာဘဲနဲ့ဒုက္ခကြီးလာနေတော့စိတ်ညစ်အကျဉ်းချက်ဖြစ်လာအကျဉ်းချက်ဖြစ်လာတဲ့အခါကျတော့ယုံညာယုံအစိတ်ကဘဝင်ဆောင်ညောင်းဆောင်ယုံကြည်ကိုပင့်ထားလို့ပင့်မထားလို့မချုပ်ထားလို့ချုပ်ညှစ်လို့ကညှစ်အဲ့လိုလျှောက်လို့ဒါရွာသူတွေရဲ့အကျဉ်းဖြစ်နေပြီအဲ့ဒါကတက်လာတဲ့ဓာတ်ကြီးလေးပါဝိညာဉ်ကဆင်းရဲတယ်မခံနိုင်ဘူးမခံတာဘူးမခံတာတဲ့အခါကျတော့ခံတာတဲ့အောင် ်တက်တာတဲ့စိတ်နဲ့နှူးခြင်းနဲ့ခုနကတော့ပြောသလိုစိတ်ဆိုတာချမ်းသာရမှာပဲလို့ခြင်းတက်လာတဲ့ဓာကြီးလေးပါဝင်တာမခံနိုင်တော့ခံတာတဲ့စိတ်ကလေးနဲ့နှူးခြင်းနဲ့တော့တက်တာတဲ့စိတ်ကလေးနဲ့နှူးခြင်းနဲ့အဲ့ဒါကာမဒုက္ခလိကနိယောဂပါကာမေသူကာမဒုက္ခလိကနိယောဂဆိုတာဆင်းရဲနေတော့ဆင်းရဲတာကြီးနဲ့မနေခြင်းနဲ့လှုပ်လိုက်ဖြုတ်လိုက်မယ်ဆိုရင်ပြင်လိုက်မယ်ဆိုရင်တက်တာပါမယ်အဲ့လိုတက်တာတဲ့စိတ်ကလေးတက်တာရအောင်လိုချင်တာကကာမေသူတက်တာတဲ့စိတ်ကလေးကိုပဲရအောင်တောင်းတနေတာ ကာမဒုက္ခလိကနိယောကနော်တက်တာတာပဲလူကြီးနဲ့လှုပ်လိုက်မယ်ဖြုတ်လိုက်မယ်လှုပ်လိုက်ရင်ဒူကောင်ကြီးကြွလိုက်ရင်ပင်မလေးကြွလိုက်ရင်ခါးကြီးဆန့်လိုက်ရင်တော့တက်တာမှာပဲဆိုပြီးတော့ဆန့်လိုက်တာကိုယ်စိတ်ထင်တဲ့အတိုင်းလှုပ်လိုက်တာအဲ့ဒါအတ္တကိလမထာနိယောကလူဘိန်းလူသိန်းတို့ရဲ့ဒုက္ခဝေဒနာအကြမ်းပေါ်မှာတွေ့ရတဲ့အစွန်းနှစ်ပါးပါစိတ်ထင်ရကိုအကြောင်းအကျိုးအကောင်းဆုံးမသိဘဲနဲ့လှုပ်ရှင်အောင်ရှောက်လို့တာအတ္တကိလမထာနိယောကဒုက္ခဝေဒနာကနေဒုက္ခကိုလိုချင်တာ ဒီယုတ်ကြီးကိုဆင်းရဲပြီးမနေခြင်းမနဲ့တဲတတာနေခြင်းနာကာမဒုက္ခလိကနိယောကဒီဘိန်းဒီသိန်းတို့ဖြစ်ရတဲ့အစွန်နှစ်ပါးအဲ့ဒီတော့ဒီလိုလုံးနေရောတဲ့လှုပ်လိုက်ပြင်လေရောပြီးလာဆိုမပြီးဘူးလှုပ်လိုက်လဲတော်ကြပြန်တက်လာပဲပြင်လိုက်လဲတော်ကြပြန်တက်လာတာပဲအဲတထိုင်လဲပြင်ရလှုပ်ရတော်ကြပြင်လိုက်လှုပ်လိုက်လဲပြန်တက်လာနောက်တိုင်လဲပြင်လိုက်လှုပ်လိုက်လဲပြန်တက်လာပြန်တက်လာတော့ကြာနေတော့ဘလို့ဖြစ်လာလဲဆိုဆက်ပြင်ဆက်လှုပ်လဲနောက်ဒီလိုပဲဆက်တက်ဥမှာပဲဆိုတဲ့အတွေးခေါ်ပေါ်လာပြီ သိကြောင်းလာပြီအဲ့တော့မှသူကပါလဲသကုကရဏီကြည်ရဘလို့ဖြစ်လာတာလဲကြည်ဩငါယုတ်ကြီးတရားထိုင်နေတဲ့ဟာငါချမ်းသာတာလေးလူချင်းတို့မက်တီဖိုရီနိဗ္ဗာန်လေးလူချင်းတို့ထိုင်တာအခုတော့ငါဆင်းရဲရိုင်းနဲ့တွေ့ပါလားဆင်းလေဆင်းရောငါစိတ်ကဘလို့ဒီဖြစ်နေလဲလှုပ်ခြင်းဖြုတ်ခြင်းပေးခြင်းကတ်ခြင်းယုံခြင်းစိတ်စိတ်ကြီးနဲ့ရုပ်ကိုတွန်းခြင်းမခြင်းပေးထားခြင်းဖိထားခြင်းညှစ်ထားခြင်း ဲ့လိုဖြစ်နေပါလားအဲဒီလိုဖြစ်ရင်လို့ရှိရင်နော်တရားကလည်းလိုချင်တယ်ဆရာကလည်းမလွတ်အောင်မပြင်းရဘူးဆိုတော့ဒီရားတယ်ငါဘယ်လိုလုပ်မလဲညာနဲ့သုံးသပ်အဲ့လိုညာနဲ့သုံးသပ်တယ်အဲ့ဒါကညာနာကရဏီသကုကရဏီယသိပြီငါရှေ့စလုပ်ပြီးတယ်ခဏခဏလုပ်ပြီးနေလဲပြီးမှလည်းမဟုတ်ဘူးတကြပြန်တက်တာပဲတောင်းမြင်သွားပြီညာနာကရဏီဒါဖြင့်ငါဘယ်လိုလုပ်မလဲညာသုံးပြီအဲညာသုံးတဲ့အခါကျတော့အဲ့တော့ဘာဖြစ်လဲ မိမိရဲ့ရုပ်ကိုရုပ်နဲ့နာကိုကြည့်တယ်ဒီဝိညာဉ်တက်လာလို့ချင်းဒီစိတ်ကဖြစ်လာတာပဲဝိညာဉ်တက်လာရင်ဆင်းရဲတယ်ဝိညာဉ်တက်လာရင်ဆင်းရဲတယ်ဝိညာဉ်တက်လာရင်ဆင်းရဲဆင်းရဲပြီဆိုဘာလုပ်လဲလုံမဲ့ဖြုတ်မဲ့ပြေးမဲ့ကတ်မဲ့ယုံမဲ့ကြက်မဲ့လူကြီးကိုညှစ်ထားမဲ့ပေးထားမဲ့တွန်းထားမဲ့ဟောအဲ့လိုဖြစ်လာတယ်အဲ့လိုဖြစ်တဲ့ဥစ္စာကဘလို့လို့ရင်ကောင်းမလဲသမာဓိတ္တိကကြည့်နော်အော်ငါဒီတရားထိုင်လို့ဒီယုတ်ကြီးဝိညာဉ်တက်လာတဲ့အခါမှာဘဝင်ဇောတွေတက်ကပ်ပြီးတော့ယုတ်စိတ်ကယုတ်ကြီးကိုညှစ်ပြီးချုပ်ကပ်ပြီးပေးထားပါလား သမာဓိကြီးကမြင်တယ်ဒါကသမာဓိကြီးအပြည့်မြင်တာအရင်တော့ကတော့အစွန်းနှစ်ပါးနဲ့လှုပ်ချင်လှုပ်ပြင်းလေးလှုပ်လေးပြင်းလေးလှုပ်နေရတာဘလို့ပဲလှုပ်လို့တောင်းမတော်ကြပြန်တက်လာတယ်ဘလို့ပဲလှုပ်လို့တော်ကြတောင်းဝင်ပြန်တက်လာတော့နောင်ဒီလိုလှုပ်လဲဒီလိုပဲပြန်တက်လာမှာပဲငါအခုလှုပ်လို့ငါရှောင်နေလဲသေးကန်ကြီးကြရင်ငါရုပ်ကြီးငါပြင်းလို့မရတော့ဘူးလှုပ်လို့လည်းမရတော့ဘူးအဲ့ကျရင်ဒီတက်ဆိုးတဲ့ဝိညာဉ်တွေတက်လာမှာအဲ့တော့လောကရန်တရားနဲ့လည်းရင်ဆိုင်လာပြီရင်ဆိုင်လာလို့ရင်စိတ်ကလေးက ဝိညာတခါကူးနေအဲ့တော့တရားနဲ့လည်းမလျော်ညီဘူးအဲ့တော့တရားသမားအရိယပုဂ္ဂိုလ်ဒီဘုရားသာလောကဓမ္မီလောကဓာတ်တရားနဲ့ရင်ဆိုင်လာလို့ရှိရင်စိတ်တန်ယတနာကံပတိရှင်မမောကလင်ခူးသား900ရိုက်တယ်မို့အေကျော်နဲ့ဖိုးအေကြီးလိုဖြစ်သွားတယ်နော်မလွတ်ပါဘူးမလွတ်မချင်းနဲ့မကြီးမငိုဘူးဟောမြတ်စွာဘုရားကြီးပဲဇံဘင်းကြီးနဲ့နှိုးပြီးတော့ကြွားပါတယ်ပြီးတော့မှသူ့နေရာသူပြန်ပြိဋိနိဗ္ဗာန်ပြုအဲ့ဒီလိုလောကဓာတ်နဲ့ရင်ဆိုင်လာတဲ့အခါမှာနော် စိတ်တန်ရတနာကမေစိတ်တုံးလုံးခြင်းလည်းမရှိ၆ချောင်းလည်းဆိုရင်ခြင်းလည်းမရှိဘူးအဲ့ဒါမှအရိယာပြင်မှာငါအခုတော့တရားထိုင်လို့ဝိညာဉ်လေးနည်းနည်းတက်လာပါလေလုံခြင်းနဲ့စိတ်ပြုံးခြင်းနဲ့စိတ်ယုံခြင်းနဲ့စိတ်ပေးခြင်းနဲ့စိတ်ငါဝေဒနာတဏှာဖြစ်နေပါလားဒီလိုတော့ဆက်ပြင်းနေရင်တော့ငါဝေဒနာတဏှာကနေလွတ်မှာမဟုတ်ဘူးတဏ္ဍာလည်းပြတ်မှာမဟုတ်ဘူးယက်မှာမဟုတ်ဘူးချုပ်မှာမဟုတ်တော့ဘူးသေကန်ကြီးကြလို့ရှိရင်လည်းမကြည့်မဆန့်သေးမယ်လှုပ်ခြင်းပြုံးခြင်းနဲ့စိတ်ကြီးနဲ့သေလို့ရှိရင်မလွတ်အောင်မဖြောတော့ဇောတွေပြန်ပြီးတော့တဏ္ဍာလဲအောင်မယ် ေါသစိတ်နဲ့တည်းငရေရောက်အောင်မယ်ဒီစိတ်ကြီးငါဒီလိုအလိုလိုက်နေလို့မဖြစ်ပါလားဘလို့လို့ကောင်းမလဲလို့တက္ကုကရဏီယကြည့်ညာနာကရဏီယဘလို့ဖြစ်နေလဲရုပ်တက်တက်လာတဲ့ဓာကြီးလေးပါလေသူပေါ်သူပြောင်းလဲတက်လာပြောင်းလဲတက်လာပြောင်းလဲဖော်ပြလာတယ်ဖော်ပြလာတဲ့နံကလည်းခါတဲ့အဖြေမတွေ့တော့အမှန်ကုန်မမြင်တော့အဲ့ဒါငါယုတ်ကြီးလို့တက္ကရာဒိဋ္ဌိကဆွဲထားတော့ငါယုတ်ကြီးဆိုတော့ငါနာမှာကြောက်တယ်ငါနာမှာကြောက်တော့ငါလွတ်အောင်လုပ်ခြင်းနဲ့ငါတက်တောင်လုပ်ခြင်းနဲ့အဲ့ဒါတက်တောင်လုပ်ခြင်းတက်တာဖို့အကြံဉာဏ်ပဲတက်တာဖို့ပဲဒါခါတဲ့စိတ်ကမွေးပြီးနေတယ် ဒီလိုဖြစ်နေတာမှားပါလားငါဘယ်လိုလုပ်ရင်ကောင်းမလဲဒိဋ္ဌိတမာဒိဋ္ဌိနဲ့ကြည့်တဲ့အခါကျတော့ဒီဝိညာဉ်တက်လာလို့ချင်းစိတ်ကဘဝင်ကိုညှစ်ပြီးချုပ်ထားတယ်ယုတ်ကြည့်လို့ညှစ်ပြီးချုပ်ထားတယ်ပေထားကတ်ထားတယ်အဲ့ဒီလိုဖြစ်နေပါလားလို့တမာဒိဋ္ဌိကမြင်းတယ်တမာသင်္ကပ္ပကြံ့မိဘယ်လိုကြံ့မလဲညှစ်ထားတဲ့စိတ်ပေထားတဲ့စိတ်ကတ်ထားတဲ့ဘဝင်တွေဟာတရားမကြည့်ရင်တော့လည်းဒီတိုင်းပဲငါတရားကျင့်တယ်ဒီတိုင်းပဲ စိတ်ကိုတော့ငါမမြင်ရဘူးစိတ်အကြောင်းတော့မသိဘူးဒါပေမဲ့စိတ်ကြောင့်ဖြစ်နေတဲ့ဘဝင်ဇောကြီးကတက်နေပါလားဒီဇောကြီးကလည်းပုလူစင်တွေရဲ့ဓလိထုံဆန်းဇရက်ကြီးပါလားဒီဇောလျှောက်ပြီးရင်ကောင်းမလားမသိဘူးဒီဇောကြီးကဒေါသစိတ်ဖြစ်နေဒီဇောကြီးကဘဝင်တက်ကနေဒီစိတ်ဇောဘဝင်ဇောလျှောက်ပြီးလို့ရှိရင်ဘယ်လိုနေမလဲလို့ကြံ့နေလျှောက်ပြီးရင် ကောင်းမယ်အခုကပုလူစင်တွေရဲ့ဇရက်တိုင်းအဲဒါငဘူဇရက်တိုင်းစိတ်ကြီးကဘဝင်ကိုညှစ်ပြီးပေကတ်ချုပ်တာမှဆိုရင်အဲ့လိုညှိပြီးပေကတ်ချုပ်တာသမျှ ချင်းရတာပဲအဖတ်တင်နေချမ်းသာတာမရဘူးအဲ့တော့ဒီကရှော့ကြည့်ရင်ကောင်းမယ်ဆိုပြီးတော့ဘုံဝင်သောရှော့ကြည့်ရုပ်ဘလောက်ပဲနာနာရုပ်ကိုအိန္ဒြေမှောင်တဲထားတယ်တဲထားပြီးတော့စိတ်ကိုရှော့ကြည့်ရှော့ကြည့်တဲ့အခါကျတော့ရုပ်နာတာမနာတာကတော့ငါနာအောင်လုပ်လဲသူနာမှာပဲမနာအောင်လုပ်လဲသူနာမှာပဲရုပ်ကသူ့လုပ်သူလုပ်နေမှာပဲကဲသူ့လုပ်သူလုပ်ပြီးတော့ငါတက်နေတဲ့ဘဝင်စောကိုရှော့ကြည့်မယ်ဆိုပြီးတော့ကြံထားတဲ့အတိုင်းရှော့ကြည့်တဲ့အခါကျတော့တဖြည်းဖြည်းရှော့ရင်ရှော့ရင်ရှော့ရင်ရာနေဘလို့သက်တာတဲ့သဘောလေးတွေ့လား သမာသင်္ကပ္ပကျန်တဲ့အတိုင်းသမာကမ္မတလျှော့ပြီးတယ်။ဘဝင်ဇောလျှော့ပြီးတဲ့အလုပ်နော်တင်းထားတဲ့စိတ်ယုံထားတဲ့စိတ်ချုပ်ထားတဲ့ဘဝင်ညှစ်ထားတဲ့ဘဝင်ညှစ်ထားတဲ့ရုပ်ကိုမညှစ်တော့မပေးမကပ်တော့ဘဲနဲ့တပြည်းပြည်းလျှော့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 ချပေးတာ။နာသမာကမ္မတဒီလိုလို့ရင်ရမယ်ဆိုပြီးကျန်တာသမာသင်္ကပ္ပအဲ့လိုကျန်တဲ့အတိုင်းလျှော့ချပေးလိုက်တဲ့ခါကျတော့ဟာတက်တာလာတယ်။တက်တာတဲ့စိတ်ကလေးစိတ်ကလေးကိုချမ်းသာအောင်မွေးမြူနိုင်တာအဲ့ဒါသမာအာဇီဝစိတ်ကလေးချမ်းသာအောင်မွေးမြူနိုင်အောက်မှာစရဗာမိတောင်းနေဒုက္ခဝေဒနာပေါ်မှာ ဒုက္ခဆင်းရဲမှုနဲ့လွတ်တဲ့ချမ်းသာတဲ့စိတ်ကလေးချမ်းသာတဲ့မွေးမြူခြင်းအတတ်ကိုရလာတဲ့အတွက်ကြောင့်အဲ့ဒါသမာအာဇီဝပါ။အဲ့ဒါလဲလုတ်ခြင်း၊ကုံတွယ်ခြင်းဒါကသမာအာဇီဝဆိုတာပုရုဇဉ်တို့သိတဲ့အသည့်ပုရုဇဉ်တို့သုံးတဲ့မဂ်ရှင်ပါ။ဒါမြတ်စွာဘုရားဒီလောက်လေးနေရတော့တပ်ပညုနာရှင်ညာမတတ်ဘူး။သမာဓိဋ္ဌိကောင်းစွာမြင်ရမယ်၊ကောင်းစွာယူယူရမယ်၊သမာသင်္ကပ္ပကောင်းစွာကျင့်ရမယ်။သမာကမ္မတကောင်းစွာလုံးလုံးရအောင်မယ်ဆိုတော့ဘယ်လိုရလဲ။လဲလုတ်ခြင်း ကောင်းတဲ့လုပ်ခြင်းစီးပွားချခြင်းရောင်းဝယ်ခြင်းစိုက်ပျိုးခြင်းဒါကောင်းသောအလုပ်ဆိုတာဒါကဖရာမပွင့်မီဒီယာဒီလိုပဲလုပ်ယူလုပ်နေကြတယ်ဒီလောက်နေရတော့မြတ်စွာဘုရားသဗ္ဗညုဏရွှေချံမတတ်ဘူးအခုကသမာအာဇီဝဆိုဒုက္ခဖြစ်နေတဲ့ဒေါမနတဝေဒနာတွေကလွတ်လွတ်လွတ်ကြောင်းလေးပထမတော့အာနာပါနဇံနဲ့လွတ်တယ်ဇံပြုတ်သွားရင်ပြန်ကြမှာဇံမရှိလို့ရှိရင်ဝေဒနာကြီးပြန်ကြမှာအခုကဒုတိယဇင်တက်လာဒုတိယဇင်တက်လာပြီဆိုတော့အဲ့မှာဝေဒနာကိုဘုံရံနေချပြီးတော့ခွာယူတာ မြတ်စွာဘုရားအာတဝီသောမသောပုံလည်းဒီလိုပဲဓာကြီးလေးပါဝေဒနာမူကြီးလေးကောင်အတာလေးခွာပြီးတော့ဟာလာသင်္ဘာနဲ့ဖနှောင်းနဲ့တသားတဲ့ကြောင်ပြီးရမယ်ဆိုတဲ့ဟာလေဒီတိုင်းပါပဲနောက်တစ်ခါပုံသားလင်မယာယူလို့ဟောတာလေဒီတိုင်းပဲရုံနိုင်နာပါသေးစိတ်ကလေးမနာပါသေးနဲ့နောက်တစ်ခုကဥစဉ်တို့နီးရတာသိင်းမူကတော့ဒါအသေးသေးနဲ့တက်တာပဲသေကန်ကြီးကျရင်လှုပ်လို့မရဘူးပြင်လို့မရဘူးမလှုပ်အောင်မပြင်ရတော့ဘူးမလှုပ်နိုင်မပြင်နိုင်တော့အဲ့ဒီချိန်မှာဒီစိတ်ကလေးကလှုပ်ကျင်ပြောင်းကျင်မယ်အချင်းချက်မိနေပဲအဲ့ဒီလို့ မလွတ်အောင်မဖြောလို့ဒုက္ခဒေါမနသနဲ့သိလို့ရှိရင်အပေလေးပါသွားပြီအဲဒါကြောင့်မလို့အခုတရားထိုင်နေဆိုတာကအသေးသေးနန်းတက်တာကျန်တဲ့ဉာဏ်စဉ်တွေမဲ့တီဖိုးတွေကျန်တဲ့ရဘေးချိတ်သေကံဤလာလို့ရှိရင်ဒုက္ခဒေါမနသစေစနာမဖြစ်အောင်သေကံဤပုဂ္ဂိုလ်ဟာမလွတ်မပြေနိုင်ဘူးဒါကြောင့်မလို့တရားကို၃နိုင်၄နိုင်၅နိုင်ထိုင်နေဆိုတာအသေးသေးချင်းသဘောနဲ့ထပ်တူထပ်မြမလွတ်မရှက်ဘဲနဲ့ထိုင်နေတရားမထိုင်ခင်ကလည်းညောင်းပြီးပြင်းနေတာပဲတရားထိုင်လို့လည်း ပြင်းနေပြင်းနေဆိုပြီးပြင်လို့ချင်းသေကန်နီးမပြင်းနိုင်ဘယ်နဲ့လို့နော်သေကန်နီးပြင်ခြင်းနဲ့စိတ်ဖြစ်လာမယ်မပြင်းရဘူးတဲ့ဘယ်နဲ့လို့သေကန်နီးပူတယ်တဲ့ပူတဲ့ဒေါခဒေါမနတာပေါ်မှာစိတ်မလွတ်ဘူးဆိုဘယ်နဲ့လို့မလဲမီးတောက်ပြီးသွားမှာအဲ့တော့တရားမကျင့်ငယ်လဲတဏီကုံပြင်းနေတာပဲနော်မိုးလင်းနေရတယ်မိုးချုပ်နေတယ်ဒီပြင်းနေညလူကြီးအိတ်နေရတော့မှဟိုလိမ့်ဒီလိမ့်နေပြင်းနေတော့အခုတည်းပြင်နေဦးမယ်ဆိုတန်တရာတစ်ချောင်းလုံးကပြင်းလာတာအဲအခုချိန်ဒီပြင်းမှာဆိုတန်တရာ86အောင်အဲဒီကတော့2နာရီလည်းမပြင်း3နာရီလည်းမပြင်း4နာရီလည်းမပြင်းမပြင်းမနဲ့ လွတ်တဲ့หนีပေးတာတဲ့ဆရာကအဲအဲ့ဒါကြောင့်မလို့ဝေနာတဏှာမကူအောင်လွတ်တဲ့หนีလေးနဲ့ပေးတဲ့ခါကျတော့အဲဘုံဇောချလိုက်ပါစိတ်ဇောချလိုက်ပါ ရုပ်ကိုအိန္ဒြေထားပါအိန္ဒြေမှောင်ထားပါရုပ်ကိုသွားမထီးနဲ့ဒါရုပ်ကိုမှမထီးနဲ့မထီးနဲ့အဲ့ဘဘုံဇောလေးသက်သက်လျှော့ပေးပါဘုံရန်နေလျှော့ပြီးခွာပေးပါစိတ်ကိုအကြောင်းကင်းအောင်ထားပါစိတ်ဒီရုပ်ကိုမပြုတ်ရင်နဲ့ရုပ်ကရုပ်လို့ရုပ်လို့ပါသည်စိတ်ကဘုံဇောချပြီးတော့နော်လွတ်လွတ်ကလေးနေပါဆိုတာဒါဘုံရန်နေခွာတဲ့နည်း ဝေဒနာတဏှာရက်တယ်နီဝေဒနာဝေဒနာတိုင်းရုပ်ဝေဒနာတိုင်းထားခဲ့ပြီးတော့အဲ့ဒီဘဝနေပြီးတော့လှုပ်ခြင်းဖြုတ်ခြင်းပေးခြင်းကပ်ခြင်းလွတ်ခြင်းနဲ့စင်းရဲတဲ့စိတ်တွေမရှိဘဲနဲ့နေတိုင်းလို့ရှိရင်ဒါဝေဒနာဝေဒနာနဲ့ရက်နေပြီရုပ်ပေါ်ကနေပြီးတော့ဝေဒနာရက်တယ်နီဒါဒုတိယအဆင့်လူဘိန်းလူစိမ့်တို့ဒုတိယအဆင့်တက်လာပုံနော်အဲ့ဒီကနေတမာအာဇီဝါလေးရလာတော့တမာအာဇီဝါလေးရတော့ဟောငါဒီလူဘုံဇောချပြီးတာချပြီးတာတက်တာပါလားဆိုတော့ဒီလန်ရှေ့ဆက်ချောင်းဒီတက်ချမ်းသာမှာပဲဆိုပြီးအဲ့တော့ရုပ်ကိုလှုပ်ခြင်းနဲ့ဆိုတဲ့စိတ်ကိုလည်းမလှုပ်တော့ဘူး ပေးကြခြင်းနဲ့စိတ်လည်းမပေးတော့ဘူးကတ်ထားခြင်းနဲ့စိတ်နဲ့ယုတ်ကြည့်ဘူးအဲစိတ်ကယုတ်ကိုကတ်ထားခြင်းနဲ့စိတ်လည်းမကတ်တော့ဘူးစိတ်ကယုတ်ကိုညှစ်ထားခြင်းနဲ့စိတ်လည်းမညှစ်တော့ဘူးစိတ်ကဘုံကိုချုပ်ထားခြင်းနဲ့စိတ်လည်းမချုပ်တော့ဘဲနဲ့တဖြည်းဖြည်းတဖြည်းဖြည်းပေတဲ့ကတ်တာယုံနာချုပ်ထားတာတွေတဖြည်းဖြည်းခွာ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 းချတဲ့အခါကျတော့သူဟာချမ်းသာတဲ့ချမ်းသာလွတ်တယ်လေလို့နောက်ဆုံးကဲမထူးတော့ဘူးဒီယုတ်ကြီးကငါပြုစုသည်မြဆောက်ရှောက်သည်မြကောင်းကောင်းကြွေးသည်မြကောင်းကောင်းမွေးခဲ့သည်မြပူရင်လည်းအေးအောင်အဲအေးလည်းနှွေးအောင်စားရင်လည်းကောင်းအောင်မြင်းလည်းကောင်းအောင်ဝတ်လို့လည်းကောင်းအောင် အဲ့လိုလဲကောင်းလူတွေဟာလာရှင်မဲ့ရင်မကိုက်အောင်ကြားတဲ့နန္ဒပြည်သူကျုံမွေးစောက်ရှောက်ယူရင်တော့လည်းတစ်မျိုးပေါက်ချင်တော့လည်းတစ်မျိုးစားတော့လည်းတစ်မျိုးကျွေးရတယ်တစ်မျိုးကြည်ချင်တော့လည်းတစ်မျိုးကြားချင်တော့လည်းတစ်မျိုးအမျိုးမျိုးကပြည်သူယူရလာခဲ့သမျှတရားထိုင်ကြည့်တော့မှာပဲဩငါယုတ်ကြီးကဘယ်လိုပဲပြည်သူပြည်သူစောက်ရှောက်စောက်ရှောက်နှိမ့်သက်ညှင်းပန်းတဲ့သဘောကြီးပါလားဒုက္ခဒုံကြီးပါလားဆိုပြီးသူ့မုံသွားကဲမုံပြီးတော့ငါလိုမလိုက်ငါမကြိုက်မပါတဲ့ယုတ်ကြီးဖြစ်ချင်နိုင်ဖြစ်ပါစီတော့ဟဲ့ဆိုပြီးတော့ဘုံရောကြီးဆက်ဆက်ချပြီးတော့ခါကြတော့အဲလွတ်လာ ိတ်ကလေးကပုံရိပ်ပုံရိပ်ချမ်းသာလာအဲ့ဒီလိုဘဝင်သောဆက်ပြီးတော့ညီတဲ့စိတ်ရှိသီလားပေးထားတဲ့စိတ်ရှိသီလားကတ်ထားတဲ့စိတ်ရှိသီလားညှစ်ထားတဲ့စိတ်ရှိသီလားစိတ်နဲ့ယုံကြည်ကိုချုပ်ထားတဲ့စိတ်ရှိသီလားလို့ဝရိယထားပြီးတော့နော်ပြုပြင်နေရတဲ့အတွက်ကြောင့်ဝရိယတမဝိုင်းမဆိုင်လို့နေရတဲ့ကြောင့်တမဝိုင်းမနော်သူ့ကိုခါတဲ့ကြားတဲ့ကြားလျှော့တဲ့လျှော့ခွာတဲ့ခွာလွတ်တဲ့လွတ်အောင်ဝိုင်းမဆိုင်ပြီးတော့တမကမ္မန္တကိုလုတ်ပေးနေရတဲ့အတွက်ကြောင့်ဒါတမဝိုင်းမ အဲ့လိုဝိုင်းမဆိုင်လုတ်ပြီးုံနေရလားမရဘူးလွတ်တဲ့စိတ်ရှိသီလားပေးထားတဲ့စိတ်ရှိသီလားကတ်ထားတဲ့စိတ်ရှိသလားညှိထားတဲ့စိတ်ရှိသီလားထုတ်ထားတဲ့စိတ်ရှိသီလားလို့တတိတထားထားပြီးတော့လုံနေရတဲ့အကြောင်းဒါသမာတတိအဲအဲ့ဒီလိုနဲ့သမာတတိရလည်းပြည်စုံမယ်သမာကမန္တရလည်းပြည်စုံမယ်သမာဝါယမလည်းပြည်စုံနေလို့ရှိရင်မန်ကလည်းချလိုက်တဲ့အခါကျဒီယုတ်ကြီးဖြစ်ကျင်နိုင်ဖြစ်ပစီတော့ဟဲဆိုရင်မန်လည်းချလေရောယုတ်ကြီးဝင်ရတက်နေတာတခြားမိမိစိတ်ကလေးကလွတ်နေတာတခြားအဲ့မှာစိတ်ကလေးကသမာအာဇီဝမှာတည်သွားပြီ သမာသမารီလူဘိန်းလူသိန်းတို့အဲ့ဒါရမယ်ပထမဒုတိယဒုတိယအဆင့်ဒုက္ခဝေဒနာဘောကနေပြီးတော့ဟဲ့လားတဏှာရက်တယ်နီးအဲ့ဒါကိုပြန်စစ်စစ်ကြည့်မယ်ဆိုလို့ရှိရင်ဟဲ့လားကာယတတိပဋ္ဌာန်းနေပထမအာနာပါနာကမ္မဋ္ဌာန်းနေကာယတတိပဋ္ဌာန်းကြာကြာတဏှာဤတဏှာကြောထိုင်လာတဲ့အခါကျတော့အောက်ကဓာကြီးလေးပါဝေဒနာတက်လာတယ်ဒါဝေဒနာတတိပဋ္ဌာန်းနော်တရားကဆရာပေးတာမဟုတ်ဘူး ဘုရားကဟိုကမ္မထာယူဒီကမ္မထာယူဒီလိုလှုပ်ယူပေးတာမဟုတ်ဘူးတရားကိုကသူ့ဘာသူအစင်လိုက်ရှိတယ်ကာယသီပ္ပံပွားနေပွားရင်ပွားရင်ရနေပြောဝင်လေသည်ထွက်လေသည်ထိတာသည်အဲ့လိုနေရကြာနေတော့ဓာကြီးလေးပါဝင်နာတက်လာဝင်နာသီးကံပြောင်းသွားဝင်နာနေတဲ့တက်ကောကာယစိတ်တွေကကြောင်းကတောင်းကနိနေဖြစ်လာပြီလှုပ်ခြင်းဖြုတ်ခြင်းပေးခြင်းယုံခြင်းလွတ်ခြင်းတဲ့စိတ်တွေထုတ်ခြင်းမျက်စိတ်တွေဖိတာတယ်စိတ်တွေတောင်းကျန်းထွက်လာတယ်အဲ့အဲ့ဘုံမှာတတိပြန်ထားတော့စိတ်ဓာတ်တတိပဋ္ဌာန်သူ့ဘာသူသွားတာဆရာကစိတ်ဓာတ်တတိပြန်ရှုရမယ်ကာယတတိပြန်ရှုရမယ် ။အာချက်ချင်းပဲဘာမှလဲဟလာသီလဝိသုဒ္ဓိစိသောဝိသုဒ္ဓိလည်းမဖြစ်သေးဘူးနဲ့။ရော့ဖြစ်ပြက်ဆိုပြီးဒီလိုနဲ့မရအောင်မြတ်စွာဘုရားတရားဘုံဘောလောတရားမဟုတ်ဘူး။နော်။အခုကစိတ်ကြမ်းယုတ်ကြမ်းနေဝိညာဉ်ကြမ်းစိတ်ကြမ်းယုတ်ကြမ်းဇိတ်ကြမ်းတွေကိုခွာတော့မရှိသေးတယ်။အဲ့တော့ဓာတ်ကြီးလေးပါဝိညာဉ်ဓာတ်တလုံးပေါ်ကနေပြန်ရှုတဲ့အခါကျတော့ဟလာဘာဖြစ်လို့စဉ်းရဲတဲ့စိတ်ပေါ်လဲ။ဟာငါယုတ်လို့ငါလက်ငါချိငါကိုငါကောင်းလို့နော်။ယူထားတဲ့အယူ ဒါငါးပိုင်းယုတ်ကြီးပဲလို့စွဲလို့ယူထားတဲ့သက္ကာဒိဋ္ဌိငါယုတ်ကြီးလဲဖြစ်လဲပြီးရောငါယုတ်ကြီးဆိုတော့ငါနာမှာကြောက်တာပေါ့အာတဏှာဖြစ်လာငါယုတ်မှာငါယုတ်ဒီဝိညာဉ်ကြီးကဒီမှာကြိုက်တာခဲတာကြီးကအမှန်တန်နှင်းဆက်နှိမ့်ဆက်တဲ့ဓာတ်ကြီးဒီမှာကြီးကကြိုက်တယ်ခြောက်ကြီးကကြိုက်တယ်လို့စွဲလန်းပြီးတော့သုံးပြတိုင်းရင်ဒါဥပဒဏ်နော်တကယ်တမ်းကျတော့ယုတ်ဆိုတာသူ့သဘောသူ့ဆောင်တာဖောက်ပြန်တဲ့သဘောပဲရှိတယ်။သူသိစင်းရတာလည်းမရှိချမ်းသာတာလည်းမရှိသူ့လို့သူ့လို့တာပဲရှိ။အခုတော့ဟဟလား ရုပ်ရဲ့သဘာဝကိုမသိပဲနဲ့ဒီယုတ်ကြီးကနှိမ့်ဆက်တာပဲဒီယုတ်ကြီးကညှင်းဆဲတာပဲဒီယုတ်ကြီးကနှိမ့်ဆက်တာပဲလို့အဲ့လိုဆွဲလန်းထားရင်ဥပါဒံဖြစ်နေအဲ့လိုလေဥပါဒံလည်းဖြစ်လာရောလှုပ်ခြင်းဖြုတ်ခြင်းပေးခြင်းကတ်ခြင်းယုံခြင်းနဲ့အလုပ်တွေဖြစ်လာတာသင်္ခါရနော်လှုပ်လျက်ကောင်းမလားပြင်လျက်ကောင်းမလားထားလျက်ကောင်းမလားဟလားဆန်းလျက်ကောင်းမလားအာစိတ်နဲ့ယုတ်ကြီးကိုညှစ်ထားကောင်းမလားဘဝင်ချုပ်တိုင်းကောင်းမလားဆိုတဲ့သင်္ခါရအရာတွေကကံတရားတွေပါဒါကြောင့်မလို့မသိမှုအဝိဇ္ဇာယုတ်ဤသဘောလက္ခဏာသဘောလက္ခဏာတိုင်းမသိတဲ့ အဝိဇ္ဇာကပေါက်ခွာတာဒိဋ္ဌိရဲ့တဏှာရဲ့ဥပါဒံရဲ့ကံသင်္ခါရနော်အခုတော့ဒိဋ္ဌိကကောင်းစွာမြင်သွားပြီသက္ကုကရဏီယလည်းကြည်ပြီးပြီဟလာတမာသင်္ခါပလည်းကြံတယ်ညာနာကရဏီယလည်းဟလာညံသုံးပြီးတော့ဟလာနဘုပုတတိုင်းငါမလုပ်ခွင့်နဲ့ဒီတခါသူ့သဘောငါကြည့်မယ်ဟလာသူ့နဘုတိုင်းငါမလုပ်တော့ဘူးဒီတခါယုတ်တမနန္ဒမယုတ်လက္ခဏာနန္ဒလက္ခဏာပေါ်မှာမပေရသေးတဲ့စိတ်ပေရသေးကြံနေတဲ့စိတ်ဖြစ်နေတဲ့စိတ်သဘောတရားတွေဘယ်လိုလို့ရင်ကောင်းမလဲလို့ညံနဲ့သုံးတတ် မာဒိဋ္ဌိကလည်းဝေဒနာဝေဒနာမှမသိပဲလှုပ်ခြင်းဖြုတ်ခြင်းပေးခြင်းကပ်ခြင်းယုံခြင်းနေတဲ့အစွန်တစ်ပါးပေါ်နေတဲ့စိတ်ကိုလည်းမြင်သွားပြီ။ဒါရင်ဒီစိတ်ကတော့မမြင်တော့ဘယ်လိုလုပ်ရင်ကောင်းမလဲကြီးတော့စိတ်သောဆောင်တိုင်းဘဝင်တက်တက်နေတာမြင်သွားတယ်။တမာဒိဋ္ဌိကအဲ့ဘုံဇောလျှော့ရင်ကောင်းမှာပဲဆိုတာဒါတမာသင်္ကပ္ပကျမ်း။ကျမ်းတိုင်းတမာကမ္မန္တအလုပ်သမကမန္တလုတ်တယ်ဆိုတာတစ်ခါတစ်ခါလုံးနေမရဘူး။ဝါယမစိုက်လုံနေတဲ့ကြောင့်သမဝါယမ။အဲ့လိုစိုက်လုံနေကြောင်းဝိညာဘဝချမ်းသာတာကအရသမအာဇီဝ။အဲ့ဒီပုံမှာလွတ်တဲ့စိတ်ကလေးတည်သွားလို့ရှိလို့ရှိရင် ါကတတိထားလုပ်ပြီးတော့တတိထားပြီးတော့ပေးကြံနေသေးလားပေးထားတာရှိသေးလားကတ်ထားရှိသေးလားတတိထားနေရောတမာတတိလူစိတ်ကလေးတမာအာဇီဝါကြီးလည်းမြဲသွားရောမန်လည်းချလေရောဒါကတမာတမာဒီမကင်ချပါအဲ့တော့ငါယုတ်ကြီးလို့စွဲလန်းထားတဲ့ဒိဋ္ဌိတနာဥပါဒံကံသင်္ခါရတွေဟာမန်လည်းချလေရောချုပ်သွားရောအဲအဲ့ဒီလိုမသိခင်တော့လှုပ်ရှင်နေဆိုတာကဒေါသမခံချင်တော့ခံစားနေရတာဒုက္ခအဲ့တော့ဒုက္ခမဲ့လွတ်ချင်လို့ တုတ်ကျင်ဖြုတ်ကျင်ပေးကျင်ကတ်ကျင်ထုတ်ကျင်တာတွေကသမှုရိယဒါသမှုရိယနဲ့ဒုက္ခအဲသမှုရိယဒုက္ခဒုက္ခဆိုတာလည်းဒါပဲရှောက်ပြီးကြံနေလုံနေတာကံနေပြုနေတာသင်္ခါရပဲယုတ်ကြီးမှနာရာလို့မှားပြီးဆွဲထားတာဥပဒံပဲနော်အဲ့ဒီကနေတုတ်ကျင်ဖြုတ်ကျင်တဲ့စေတနာတွေပေါ်လာတာတဏှာပဲငါယုတ်ကြီးလို့ဆွဲထားတာကလူပဲယောက်ျားပဲချီမှာဖြစ်တယ်လက်မှာဖြစ်လို့ယူတာဒိဋ္ဌိပဲငါယုတ်ကြီးလို့ဒီကုလုံးခြုံဆွဲထားတာအဲ့ဒါသက္ကာဒိဋ္ဌိပဲဟုတ်လားအဲ့တော့ မဂ္ဂင်ရှိပါလဲဝင်သွားတော့ဒေါသလည်းချုပ်သွားအောင်ဒေါသကိုလည်းပယ်ပြီးသားပြီဟုတ်လားဝိညာဉ်တက်လာတဲ့ခါကျတော့မခံခြင်းနဲ့ဒေါသကြီးဖြစ်လာတယ်အဲ့ဒါကသင်္ကန်းကြီးဓာကြီးလေးကဝိညာဉ်တက်လာတဲ့ခါမှာမခံခြင်းနဲ့စိတ်ကပေါ်လာလိမ့်မယ်အဲ့လိုပေါ်လာတဲ့ခါမှာအဲ့ဒီစိတ်ကြီးနဲ့တည်သွားမယ်ဆိုရင်ငရဲကြမယ်အခုတော့တက်နေတဲ့ဓာကြီးလေးကဝိညာဉ်တက်ခြင်းတော့တက်ပါသေးဟုတ်လားဘဝင်ဇောချလိုက်တဲ့ခါကျတော့ရုပ်နဲ့လွတ်သွားတယ်စိတ်ကလေးကဒေါကမိတွေငြိမ်းသွားတဲ့အကြောင်းသင်္ကန်းကြီးကပြင်စရာလှုပ်စရာမလိုတော့ဘဲနဲ့ဒုက္ခစိတ်နဲ့တည်လို့တဲ့အကြောင်းသူကတိပုံသွားနိုင်တယ် သွားမယ်အပယ်လေးပါးတကားပိတ်ဒါရုပ်ပေါ်နေဝေဒနာရောက်နေရတဲ့အကျိုးမြတ်ဒါလူဘိန်းလူစိမ့်တွေရရှိတဲ့အကျိုးမြတ်တွေပဲအဲ့လိုလုပ်နေတဲ့ဥစ္စာကဟဟလားတရာဝရိယတရိသမารိပညာဆိုတဲ့ဘုံငါးပါးလက်ကင်ထားမှလည်းလုပ်လို့ရမယ်နော်နော်ခုနကဘဝင်ရှော့ရမယ်ဆိုတာမိခဲ့တဲ့ရနေပြီးတော့ကျူးစာယုံရတာဒုက္ခတွေရနေကျူးစာယုံရတာအဲငါမရရအောင်ရှော့မယ်ဆိုပြီးရတာဒါဘူထားတာ ငါဒီလိုလုပ်မယ်ဆရာပြောတဲ့တိုင်းငါလုပ်မယ်ဆရာကဘုံစောချော့ခိုင်းနေချခိုင်းနေမန်ချခိုင်းနေငါဖြစ်အောင် လုပ်မယ်ဆိုရဲတရာတရာဘုဒ္ဓဝရိယဘုမရရအောင်ပဲတခါလေဇွဲနဲ့လုပ်နေရမယ်ဝရိယထားတတိယလည်းတခါလေကြကြနန္ဒကိုကြကြမမထားပြန်တတိဘုအဲအဲ့တော့ရှင်တမာရီဖြစ်လာပြီးတော့ပညာလည်းဘုံကြီးဖြစ်လာမယ်အဲ့လိုဘုံ၅ပါးနဲ့တွန်းတင်မှသာလျှင်ဒီဘုံစောတွေချုပ်နိုင်ပါလေဘုံအဲ့ရမြောဒီဘုံ၅ပါးမထားလို့ရှိရင်လေဒီဝိနာမလွတ်ဘူးတဏမရက်ဘူး အဲ့တော့ဒါပဲလားတဲ့ဒီအရင်မကောက်ဗောဓိပက္ခိယ138ပါးမှာဓမ္မဝိဇ္ဇာတံဘောစဉ်နော်တတိတံဘောစဉ်ဩတတိမထားရင်မရဘူးတတိထားပြီးတော့လွတ်လွတ်လပ်စိတ်လောအကြောင်းကြံတဲ့စိတ်တဏှာကုညေစိတ်ကလေးကိုတတိထားနေရတယ်တတိထားပြီးတော့ပေကျင်ကကျင်ယုံကြည်နေတဲ့စိတ်ကလေးကိုမပီမကတ်မယုံအောင်တတိထားနေရတတိထားတဲ့အခါကျတော့ဩနည်းနည်းလေးစိတ်လျှော့လေးလို့ရှိရင်နည်းနည်းလေးလွတ်ပါလားနည်းနည်းလေးကြက်ထားတာကိုနည်းနည်းလေးလျှော့ပြီးလေနည်းနည်းလေးလွတ်ပါလားနည်းနည်းလေးချုပ်ထားအောင်ဖြီးထားရင်နည်းနည်းလေးလွတ်ပါလားလို့ ဲ့ရဲ့သဘောတရားမှာပွားမြင်တာဓမ္မဝိဇ္ဇာသံဃောစီအဲ့လိုဖြစ်လာတဲ့အခါကျတော့ချမ်းသာတဲ့သဘောလေးလွတ်လာတဲ့သဘောလေးအေးတဲ့သဘောလေးလည်းရတော့အဲ့ဒီမှာဝရိယစိုက်ပြီးလုပ်တော့ကြောင်ဝရိယသံဃောစီအဲ့လိုဝရိယသံဃောစီ ਨੇ ကျူစာအားထုတ်ပြီးတဲ့အခါကျတော့ဒုက္ခဒေါမနတစေတနာလေးကလုံမပါလာပြီးတော့ဒုက္ခဘက်ကိုပြောင်းလာတာပီတိသံဃောစီ ਨੇ အဲအဲ့ဒီဘုံမှာဆက်ပြီးကျူစာအားထုတ်တော့ဘုံဝင်လည်းကြသွားရောအဲ့ဒီဘုံမှာကျင်းနေသွားကြတော့ပတ္တိသံဃောစီနော်နောက်တော့ဒီယုတ်ကြီးဟာဖြစ်ကျင်နိုင်ဖြစ်ပြည့်ကျင်နိုင်ပြည့်ငါလိုမလိုက်ငါကြိုက်မှာပါပဲ ਨੇ ငါပြုသည်များစောင့်ရှောက်သည်များငါအကောင်းကျိုးမပေးတဲ့ယုတ်ကြီးအရင်တော့ငါဘုံမှာချောပြီးလာပြီးကောင်းပြီးငါလူပဲယောက်ျားပဲမိမပဲလို့ထင်ပြီးတော့လှုပ်လာခဲ့တာအခုတရားထိုင်ကြတော့မှတခါဝိညာဉ်တွေတက်လာတာဟမ်ဖះအောင်မလို့ကောင်းကိုယ်ဝဲတာဖို့ထက်မှတောင်းဝမ်းသိပြီးဒီယုတ်ကြီးတော့ငါစောင့်ရှောက်သည်များအလကားပဲငါနှိမ့်ဆက်တာပဲဆိုပြီးဥပ္ပကချရတာဒါဥပ္ပကတံမောစင်နော်ဒီပေါ်မှာလွတ်တဲ့သဘောလေးပေါ်မှာဟဟလာဘဝင်စောကြပြီးတော့ဝီထီကြပြီးလွတ်လွတ်တဲ့သဘောလေးပေါ်မှာတတိယမလွတ်ရဲတော့ဘူး အဲ့ရနေဖောက်ပြန်ပြီးထွက်သွားလို့ရှိရင်ဝိညာဉ်ရုပ်ပုံသွားပြန်ကြိုက်ပေါင်းမှကြောက်လို့အဲ့ပုံမှာတတိယလုံးဝမလွတ်ရေးပဲနဲ့တမာအာဇီဝလေးပုံမှာစောက်ရှောက်နေရင်ဒီဒါတမာတမာရီတံဘောစဉ်အဲ့ဒါဘောစဉ်9ပါးကင်းနေလေဒီဝိညာဉ်ဓာတ်တလုံးပေါ်ကနေမကြောနိုင်ပါဘူးမန်ကလေးချဒေါသကလေးချလောဘကလေးပဲမောဟကလေးပဲလိုက်ပြီးဓာတ်တလုံးပေါ်ဓာတ်လုံးပေါ်လွတ်လွတ်လာကလောဘဟုတ်လားဓာတ်တလုံးပေါ်ကလည်းပြင်းထန်တဲ့ဒေါသပြင်းထန်တဲ့စိတ်ကြီးနဲ့လှုပ်ချင်ပြုံးချင်ယုံကြည်ကန်ကျင်တာကဒါဒေါသ ဒေါသလောဘမာနလို့မသိတာမောဟအဲ့ဒီတရားတွေလည်းกินလည်းกินသွားရောလောဘလည်းပဲဒေါသလည်းပဲမောဟလည်းအဲ့တော့မြတ်စွာဘုရားလောဘဒေါသမောဟကိုပယ်ရမယ်ဆိုတာကအပြင်မှာဖြစ်တာတွေကိုပယ်ရမှာမဟုတ်ဘူးဓာတ်တလုံးမောဟဖြစ်လာတဲ့လောဘဒေါသမောဟကိုပယ်မယ်ဓာတ်တလုံးမောဟဖြစ်လာတဲ့အစွန်နှစ်ပါးကိုပယ်မယ်ဓာတ်တလုံးမောဟနေပြီးတော့ body ဘက်ကတရား39 39ပါးကိုအပင်ဆိုင်ပြီ body ပင်ဆိုင်ပြီအဲ့တော့ဘာဖြစ်လဲဆိုတော့တမာအာဇီဝါလေးကဒုက္ခဒေါမနတာဘောနဲ့လွတ်ပြီးတော့ချမ်းသာတဲ့စိတ်ကလေးရလာဟမ်ရုပ်ဝေဒနာကြီးကတက်နေတာသိသားပဲကြိုက်တာခဲတာထုံတာကျင်တာကြက်တာ ဒီကတိတယ်ရှိနေတယ်မချိမဆန်ရှိနေပါတော့လေမိမိစိတ်ကလေးမှာမချိမဆန်စိတ်ဆိုတာမရှိပဲနဲ့မိမိစိတ်ယုတ်ကြီးမဟုတ်တယ်လို့သူများယုတ်ကြီးဖြစ်နေပြီးတကယ်သူလွတ်လွတ်ကြီးနေနိုင်တာနော်ဒုက္ခနိရောဓလေးကိုမျက်မှောက်ပြုထားတာဝေနာတဏှာရက်နေတာလေးကိုပြီးသွားပြီဩအဲ့တော့ဘာဖြစ်လဲတရားကုံတော်ရလဲမှန်ကန်ပါလေဒါတလုံးပေါ်နေတန်နေကြီးကောမျက်မှောက်အကျိုးပေးနော်အခုတိုင်အခုတရားနဲ့တူအောင်ချင်းဘောဓိပက္ခိယတရား38ပါးကိုဓာတ်တလုံးပေါ်မှာတွင် နော်တရာဝရိယသတိသမารိပညာဘုံငါးပါးထားပြီးတော့အိန္ဒြေနဲ့ချုပ်ကင်ပြီးတော့ဗောဓိပက္ခယ138ပါးနဲ့ဟလာကျင့်ကြံကြိုးကိုအားထုတ်မယ်ဆိုလို့ရှိရင်ချက်ချင်းပဲဒုက္ခကိုပြီးပုံကြီးဆိုတဲ့ခိုက်တာခိုက်တာထုံနာကျင်တာတွေရှိတဲ့ကြားရရပဲမိမိစိတ်ကလေးချမ်းသာသွားတာမျက်မှောက်အကျိုးပေးတယ်ဒါကြောင့်မြတ်စွာဘုရားတရားဂုဏ်တော်ရလဲတန်တရီကောမျက်မှောက်ပါလင်အကျိုးပေးတယ်အာဂါလီကောအခါမင်းအကျိုးပေးတယ်အဲနောက်တစ်ခါတရားထိုင်မရမဟုတ်ဘူးနော်လေထိုးမယ်ဘိုင်းအောင်မယ်ခေါင်းကိုက်မယ်ဇက်ထိုးမယ်အဲ့လိုဖြစ်လာလဲ သူကအကလူပဲမန်လေးချဇောလေးချဘုံလေးဖြုတ်ပြီးလော့အောင်နေလို့ရှိရင်ဒုက္ခဝေဒနာဘုံမခံစားဘဲနဲ့လွတ်တဲ့စိတ်ကလေးရပါပြီဘယ်ချင်းလာလာရပြီဆိုတဲ့လွတ်နိုင်တယ်လွတ်အောင်လည်းလွတ်နိုင်တယ်လွတ်လန်းလည်းသိထားပြီလွတ်အောင်လည်းလွတ်တတ်ပြီလွတ်တဲ့အကျိုးလည်းခံစားပြီဆိုအချိန်မီးအကျိုးပေးပါတယ်ဒါကြောင့်မို့အကာလီကောအခါမင်းအကျိုးပေးပါတယ်အဲ့တော့ဒီတရားဒီဒီလိုလွတ်ရင်ကြံဒီလိုကျင့်ရင်ဒီလမ်းဗောဓိပက္ခရတရား38ပါးနဲ့မှန်မှန်ကန်ကန်ကျင့်မယ်ဆိုလို့ရှိရင် ီလိုဒုက္ခဈာတွေကလွတ်ကြောင်ရှိတယ်ဆိုတာသိသွားတော့အခြားသူတစ်ပါးကိုလည်းဒီလိုကျင့်ရတယ်ဟေးဒီတရားကိုကျင့်ကြလို့ခေါ်တိုက်ပါတယ်အေဟိပတိကောဂုံနဲ့လည်းပြည့်စုံပါတယ်ဩပါနေဤကောဆိုတာကဒီလိုကျင့်တဲ့အတွက်ကြောင့်တတန်တရားလုံးမှာဒီလိုဒုက္ခဒေါမနတကြီးနဲ့နော်တတ္တဝါတိုင်းခံစားလာခဲ့ရတယ်အခုတော့ဒုက္ခဒေါမနတစေတနာတန္တရာလေကြောင်းတရားရက်သွားပြီဆိုတော့ဒီပုဂ္ဂိုလ်ဒီနိုင်ရနိဗ္ဗာန်ကို လာဘဝရှိတော်တဲ့အဘယ်တကားပြိပြီဒါကြောင့်ဩပါနိကောအဲ့ဒါနတ်ရနိဗ္ဗာန်သို့ဆောင်းနိုင်တဲ့အကျင့်လည်းဖြစ်ပါတယ်ပြေစဏဝရိတ္တဘောမိမိပုံမှန်လည်းကိုက်ရီဆောင်းနိုင်တယ်ဟာလားမိမိအမြဲတမ်းသွားသည်လာသည်နေသည်ထိုင်သည်အိပ်သည်စားသည်လျောင်းသည်အဲ့လိုနေတဲ့အချိန်မှာဓာကြီးလေးပါဒုက္ခဒေါမနတဝေဒနာဖြစ်လာတိုင်းမိမိဒီအချိန်မီးအခါမရွေးဟာလားမိမိရရှိတဲ့အခွင့်အရေးလေးလွတ်ကြောင်းလေးသဘောလေးကိုတမအာဇီဝါလေးကိုမွေးတက်တဲ့ကြောင်ဒေါကဒေါမနတစေတနာလေးချုပ်ချုပ်သွားတယ်အဲဒါကြောင့်လို့မိမိကိုယ်မှာ ိုပိုင်ညာနဲ့ဟာလာဒီလိုလို့ရင်ဒီလိုဟာလာဇောတိချဘဝင်စေချဒါလူဘိန်းလူစိန်တွေဒုတိယအဆင့်ဒုက္ခဝေဒနာဘဝနေတဏှာရက်တဲ့အဆင့်ကိုပြောနေတာအဲ့ဒီရင်မှာဒီလိုဘဝင်ဇောတိချပြီးတော့ဒုက္ခတွေဥပဲဒေါသတွေဥပဲမာနတွေဥပဲပြီးတော့မန်ချပြီးစိတ်လျှော့ပြီးဘဝင်လျှော့ချလိုက်လို့ရှိရင်လွတ်ပါလားလို့ကိုလို့ရင်ကိုဒီလိုလို့ရင်ဒီလိုရပါလားဆိုကိုပိုင်ညာနဲ့ဆုံးဖြတ်လို့လည်းရပါတယ်ဝေညုံဟိနော်ကိုကိုယ်တိုင်ပညာတတ်သွားပြီဟမ်ဘယ်လိုပဲလာလာဘယ်လိုပဲဝိညာဉ်တွေတက်တက် ဘယ်ယောဂတွေပဲလာလာလာချင်တာလာပါစီတော့နော်အရင်လိုပေးခြင်းကတ်ခြင်းအစွန်းနှပါနဲ့ပေါင်းပြီးတော့လုံအောင်လုံလုံချင်းယုံချင်းပေးခြင်းကတ်ခြင်းအာယုံချင်းနဲ့တတချင်းနဲ့အာအတ္တမဝါဒအစွန်းနှပါဒီစိတ်တွေနဲ့ပေါင်းနေမှာဆိုလို့ရှိရင်ငါတန်တရာလဲလဲခဲ့ပြီးတန်တရာလဲမပြတ်ဘူးဒီကတော့ငါလွတ်ကြောင်းလေးဘဝင်စောချပြီးတော့စိတ်လျှော့ပြီးတော့ဝိညာဏတဏရက်ပြီးရုပ်ကိုဥပိ္ပကချမှန်ချပြီးတက္ကရာဒိဋ္ဌိဖြုတ်လိုက်လို့ရှိရင်ငါလွတ်ပါလားလို့ပြည်ညာတတ်သွားပြီဒါတရားကုံတော်အရာလဲဓာတ်တလုံးပေါ်ကနေပြီးတော့ မှန်ပါတယ်အဲ့တော့မန်ချလိုက်တာဒီသမုဒိယကိုပဲရတာပါနော်လှုပ်ခြင်းနဲ့ဆိုတဲ့စိတ်မလှုပ်တော့ကံသင်္ခါရသမုဒိယတဏှာကြီးအဲ့လိုလှုပ်ခြင်းနဲ့စိတ်ကလေးကိုမလှုပ်ဘဲနဲ့သိခံခွင့်လွတ်လိုက်ခြင်းဒီဒါမဲ့စိတ်ပဲလှုပ်ခြင်းနဲ့စိတ်ကလေးကိုသိခံခွင့်လွတ်လိုက်တဲ့လှုပ်ခြင်းနဲ့စိတ်ကလေးကိုမလှုပ်ရတော့ဘူးကံသင်္ခါရချုပ်သွားပြီနော်ယုံကြည်နေဆိုတဲ့စိတ်ကလေးနဲ့မယုံတော့ဘူးကံသင်္ခါရချုပ်သွားပြီနော်စိတ်နဲ့ရုပ်ကိုညှစ်ထားခြင်းနဲ့ဆိုကလေး မညစ်ဘူးတန်သင်္ခါရချုပ်သွားပြီသမှုရိယချုပ်သွားပြီနော်ပေထားခြင်းနဲ့စိတ်ကလေးမပေတော့ဘူးဝိညာဉ်တက်လာတော့စမ်းကြည့်ပေါ့ဒါပေခြင်းကတ်ခြင်းယုံခြင်းစကားတွေချုပ်ခြင်းဖြစ်လာတယ်သောကပရိဒီဝမီးတွေတောက်ပြီးတော့ဖြစ်လာတယ်အဲ့ဒါဘလို့ဖြစ်လဲလှုပ်ခြင်းပေခြင်းကတ်ခြင်းနဲ့စိတ်ကလေးဒါအတွင်းသမှုရိယဒုက္ခသနာကံနေပဲသမှုရိယတွေပဲနော်ဓာတ်တလုံးပေါ်မှာစစ်ပါဓာတ်တလုံးပေါ်ကနေသမှုရိယတဏှာကိုကြည့်ပါဓာတ်တလုံးပေါ်ကနေပြီးတော့ဒုက္ခကိုကြည့်ပါဓာတ်တလုံးပေါ်ကနေအတ္တကမဏီကိလမဏီကာမတုခလိကနိယောကကိုကြည့်ပါ ဒါတလုံးဘဝနေဘောဓိပက္ခိယ139ပါးကိုစိုက်ပါအခြားနေရာမှာသွားမလုပ်ပါနဲ့အခုတော့လှုပ်ကျင်နေဆိုတဲ့စိတ်ဖြုတ်ကျင်နေဆိုတဲ့စိတ်ပေးကျင်နေဆိုတဲ့စိတ်ကွာကျင်နေဆိုတဲ့စိတ်ယုံကျင်နေဆိုတဲ့စိတ်လွတ်လွတ်လပ်စိတ်လွတ်အောင်ကြမ်းမဲ့စိတ်ဒီမှာအလိုမလိုက်ဖဲနဲ့အတ္တရဲ့အလိုမလိုက်ဖဲနဲ့ပဲပယ်လိုက်ခြင်းဒီအတ္တကမဲ့စိတ်ပဲအဲ့လိုပဲပယ်ပယ်ပြီးတော့သူ့အလိုမလုပ်တော့ဘဲနဲ့ဟာလာဘဝင်သောချရတဲ့ခါကျလွတ်သွားတော့ဒါဒုက္ခရဲ့နိရောဓသစ္စာဩဓာတ်တလုံးဘဝနေပြီးတော့သမှုရဒုက္ခဓာတ်တလုံးဘဝနေနိရောဓနဲ့မကဘူး ဓာတ်တလုံးပေါ်ကနေပြီးတော့သမုဒိယတဏ္ဍာမာမာနာတွေကိုပယ်လိုက်တာနော်ပေါ်လာတဲ့စိတ်ကိုအလိုမလိုက်ဖဲနဲ့နော်ဘဝင်စောတွေချပြီးတော့တွတ်လွတ်ပြီးတော့ဥပ္ပေကချလိုက်တာကအဲ့ဒါရှော့ပေးတာအဲ့ဒါ message အဲ့တော့ဒုက္ခဝေဒနာပေါ်ကနေဒေါမနတာစေတနာချုပ်ပြီးတော့ရုပ်ကဝေဒနာရုပ်ဝေဒနာပဲဖြစ်ပြီးတော့နာမ်ကိုမကူတော့ဘဲနဲ့ရပ်သွားတာအဲ့ဒါနိရောဓသစ္စာပါပဲအဲ့တော့ဘလောဘာဖြစ်သွားလဲတိသွားပြီသကုံဓာပါရီမြင်သွားပြီဩငါဒီတရားမကြည့်ခင် နော်ဒီလိုဘောဓိပက္ခယတရား38ပါးနဲ့ပြည့်စုံအောင်မကြင့်ခင်တော့ငါဒီလိုတရားတွေငါမသိခဲ့ပါလားအခုတော့ဒီတရားတွေငါသိပါပြီလို့မြင်သွားပြီဒါသက္ကုံဥဒ္ဓပါတိမြင်သွားပြီပညာဥဒ္ဓပါတိဒီလိုဝေဒနာဒုက္ခဝေဒနာဒေါမနတစေတနာတွေမပေါ်ဘဲနဲ့ဝေဒနာဝေဒနာတွေရပ်သွားအောင်လောက်တတ်တဲ့ပညာတွေလည်းသူမြင်သွားပါပြီဝိဇာဥဒ္ဓပါတိမသိခင်တော့ငါရွာသူတွေအကျဉ်းတိုင်းနေ